အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ထက်ဆွေလို့ခေါ်ပါတယ်ဒီနေ့ professional cb foundation ကိုရေးမယ်ဆိုလို့ရှိရင်ဘယ်လို section လေးတွေထည့်ရမလဲဘယ်လို section လေးတွေကိုတော့ထည့်လဲရတယ်မထည့်လဲရတယ်ဘယ်အကြောင်းအရာလေးတွေကိုတော့မထည့်သိမ့်မို့လဲဆိုတဲ့အကြောင်းအရာကိုအနစ်ချုပ်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မဖြစ်မနေထည့်ရမယ့် section တွေထဲမှာနံပါတ်1 contact information ဖြစ်ပါတယ်ကျွန်တော်တို့ကိုလုပ်ငန်းရှင်တွေကနေကျွန်တော်တို့ကိုအဖွဲ့အစည်းတွေကနေဆက်သွယ်လို့ရမယ့် ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ email ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုယ့်ရဲ့ location ကို ရေးပေးဖို့လိုအပ်ပါတယ် location ထည့်တဲ့အခါကျရင်လိမ့်စာအတိအကျရေးတာမျိုးမဟုတ်ပဲနဲ့ကိုယ့်ရဲ့မျိုးနွယ်ရဲ့နိုင်ငံရဲ့ရေးပေးလိုက်ရင်ရပါတယ် optional အနေနဲ့ကျွန်တော် online ပေါ်မှာ professionally ဖန်တီးထားတဲ့ Facebook account တွေရှိတယ် Facebook page တွေရှိတယ် website တွေရှိတယ် link in တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ထည့်ပေးလို့ရပါတယ် ဒုတိယတစ်ခုအနေနဲ့ education ပါကျွန်တော် education မှာရေးတဲ့အခါကျရင်ကိုရခဲ့တဲ့ဘွဲနာမည်ရဲ့နောက်ပြီးတော့ university ရဲ့ graduate year ရဲ့အဲ့ဒါလေးတွေကိုမဖြစ်မနေထည့်ပေးဖို့လိုအပ်ပါတယ်ဒီလိုကိုကဘွဲ၃ခုရထားတယ်ဆိုလို့ရှိရင်ဘေးဟာကိုအရင်တင်ပေးရေးရမလဲဆိုလို့ရှိရင်တော့ most recent first ပေါ့နော်နောက်ဆုံးပြီးတဲ့သင်တန်းတွေကို ကျောင်းတွေကိုကျွန်တော်အရှိမတင်ပြီးတော့ရေးပေးရပါတယ်။တတိယတစ်ခုအနေနဲ့ work experience ကို ကျွန်တော်တို့ရေးပေးရတာဖြစ်ပါတယ်။ work experience ကို ရေးတဲ့အခါကျရင် job title ရဲ့အဖွဲ့အစည်းရဲ့နာမည်ရဲ့နောက်ပြီးတော့ employment date ကိုရေးပေးရပါတယ်။အရှိမပြောသလိုပဲ work experience တွေလည်းအများကြီးရှိတယ်ဆိုလို့ရှိရင်တော့ most recent first ကို အရှိမတင်ပြီးတော့ရေးပေးဖို့လိုအပ်ပါတယ်။ တကယ်လို့များခုမှ work experience မရှိဘူးဆိုလို့ရှိရင်တော့ volunteer experience တွေရေးပေးလို့ရတယ် internship experience တွေရေးပေးလို့ရပါတယ်ဇရုဒတခုအနေနဲ့ကျွန်တော် skill တွေကို highlight လုပ်ပေးလို့ရပါတယ်ဒီ skill တွေကို highlight လုပ်တဲ့အခါကျရင် technical skill တွေဖြစ်တယ်ဥပမာကိုအလုပ်တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ကျင် လုံတတ်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး skill ရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထည့်ပေးလို့ရပါတယ် ောက်တစ်ခုက soft skill ပေါ့နော်ကျွန်တော်တို့ communication skill တွေ time management skill တွေနောက်ပြီးတော့ teamwork တွေ collaboration တွေဒီလိုမျိုး skill တွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော် highlight လုပ်လို့ရပါတယ်ပေါ့နော်နောက်တစ်ခုက certificate and training ပေါ့နော်ကိုကသင်တန်းတွေတက်ထားတဲ့ certificate တွေရှိတယ် license လေးတွေရှိတယ်နောက်ပြီးတော့သင်တန်းတွေတက်ထားတယ်ဆိုလို့ရှိရင်တော့ဒါလေးတွေကိုလည်း relevant ဖြစ်တယ်ဆိုလို့ရှိရင်ထည့်လို့ရပါတယ် ဆိုလိုချင်တာကကုလျှောက်မဲ့အလုပ်နဲ့ကန့်ကျင်မှုရှိမှသာကျွန်တော်တို့ထည့်လို့ရတယ်မရှိဘူးဆိုလို့ရှိရင်မထည့်သင့်ပါဘူးနောက်တစ်ခုက language skill ပါကျွန်တော်တို့အင်္ဂလိပ်စာကျွမ်းတယ်မကျွမ်းဘူးဂျပန်စကားပြောကျွမ်းတယ်မကျွမ်းဘူးဒီလိုမျိုး level လေးတွေကိုထည့်ချင်တယ်ဆိုလို့ရှိရင်တော့ထည့်လို့ရပါတယ်ကျွန်တော် recommend ပေးချင်တာကတော့အထူးသဖြင့်အင်္ဂလိပ်စာကျွမ်းကျင်မှုကို level ဘယ်လောက်တိတက်တယ်ဆိုတဲ့ဟာကို highlight လုပ်ပေးပါ နောက်တစ်ခုကဓာတ်ပုံဖြစ်တယ်ပေါ့နော်ဓာတ်ပုံတွေကိုထည့်တင်လားမထည့်တင်လားလို့ပြောရင်ကျွန်တော်ကထည့်လဲရတယ်မထည့်လဲရတယ် optional ဖြစ်တယ်ပေါ့နော်နောက်တစ်ခုက objective ပေါ့နော်ကျွန်တော် career objective လို့ခေါ်တယ်လူတော်တော်များများပေါ့နော်အဲ့ဒါလေးကိုထည့်တင်လားဆိုလို့ရှိရင်တော့ထည့်ဖို့အတွက် recommend ပေးပါတယ်ထဲတဲ့အခါကျရင်တော့ကျွန်တော်တို့ဝါကြနှစ်ကြောင်းသုံးကြောင်းတဲ့နဲ့အနစ်ချုပ်ပြီးတော့ကိုယ့်ရဲ့ career goal ကိုရေးပေးရမှာဖြစ်တဲ့ တကယ်လို့များကို့မှာ awards တွေ achievement တွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရေးပေးလို့ရပါတယ်နောက်တစ်ခုကကျွန်တော်မှာ publication တွေပေါ့နော် article ရေးထားတာရှိလဲ research တွေရေးထားတာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့ research တွေမှာ article တွေမှာကိုယ့်ရဲ့အခန့်ကဏ္ဍကပါလဲဘာ article လဲဘယ်မှာ publish လုပ်တာလဲအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်အသေးစိတ်ကိုနစ်တွေရေးပေးဖို့လိုအပ်ပါတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ professional up affiliation လို့ခေါ်တယ်။ကိုကအဖွဲ့အစည်းတစ်ခုခုနဲ့အဲတရားဝင် professionally အဲအခန့်ကဏ္ဍတစ်ခုအနေနဲ့ပါဝင်ပြီးတော့တာဝန်ယူထားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ထည့်ပေးလို့ရပါတယ်။အနည်းချက်အနေနဲ့ပြောချင်တာက CB Found စောင်းရေးမယ်ဆိုလို့ရှိရင်ကိုလျှောက်မဲ့အလုံမှာတောင်းဆိုထားတဲ့ data အချက်လက်တွေကိုပဲကျွန်တော်တို့ CB Found မှာ ထက်တင်ပါတယ်။ CB Phone မှာ မတောင်းဆိုထားတဲ့ data အချက်လက်တွေကို လုံးဝထည့်လို့မရပါ။နောက်ပြီးတော့အလုတ်ခေါ်စာနဲ့ပတ်သက်ပြီးတော့ relevant မဖြစ်တဲ့သက်ဆိုင်မှုမရှိတဲ့ data အချက်လက်တွေကို လုံးဝမထည့်ပါနဲ့။နောက်ပြီးတော့ CB Phone တစ်စောင်းကို ပြင်ဆင်ပြီးွားပြီဆိုလို့ရှိရင်အမှားယွင်းမရှိအောင် grammar တွေ spelling တွေကိုတေချာ check လုပ်ဖို့ proofread လုပ်ဖို့လိုအပ်ပါတယ်။ Thank you so much.